ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်အတွက်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းရှင်များညှိနှိုင်းစည်းဝေးကိုဒီနေ့မနက်ပိုင်းကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရောအစိုးရခန့်မှမှကျင်းပရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကိုကအခုကျင်းပမဲ့ရွေးကောက်ပွဲဟာရခိုင်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲများနဲ့မတူဘဲရွေးကောက်ပွဲ ကျင်းပရမယ့်အခြေအနေဆောင်ရွက်ရမယ့်ရွေးကောက်ပွဲလုပ်ငန်းရှင်များပုံမှန်များပြပါကြောင်း ကျင်းပမယ်ရွေးကောက်ပွဲစနစ်ရွေးကောက်ပွဲကျင်းပပေးရမယ့်အချိန်ကာလမဲပေးရမယ့်ပုံစံများလည်းမတူညီပါကြောင်းမဲပေးရမှာရခင်ကမဲလက်မှတ်နဲ့မဲပေးခဲ့တော့လေအခုခါအီလက်ထရောနဲ့မဲပေးစနစ်မဲပေးနိုင်ရေးဆောင်ရွက်ခဲ့ပါကြောင်း မဲပေးဆက်ကိုပြည်ရင်းရှိကျွမ်းကျင်ပညာရှင်များကကမ္ဘာနိုင်ငံများမှအသုံးပြုလျက်ရှိတဲ့မဲပေးဆက်များကိုလေ့လာပြီးမြန်မာနိုင်ငံရှိမဲဆန္ဒရှင်ပြည်သူများနဲ့အကိုင်းညီဆုံးသောဒီဇိုင်းပုံစံကိုတီထွင်ခဲ့ခြင်းဖြစ်ကြောင်းမဲပေးဆက်များကိုအကြိမ်ကြိမ်စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီးအမှားရင်မရှိစေရေးလုံခြုံစိတ်ချမှုရှိစေရေးမဲဆန္ဒရှင်ပြည်သူများမဲပေးဆက်ပေါ်ယုံကြည်မှုရှိစေရေးဆောင်ရွက်ခဲ့ပါကြောင်း ပြောင်စုရွေးကောက်ပွဲကော်မရှင်နေနဲ့မဲဆန္ဒရှင်ပြည်သူများမဲပေးဆက်အကြောင်းသိရှိစေရန်နဲ့မဲပေးဆက်နဲ့မှန်ကန်စွာမဲပေးတတ်စေရန်ရှင်းလင်းပြသခြင်းနဲ့လက်တွေ့ဆန်းသက်မဲပေးခြင်းများကိုကျေပြန့်စွာဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားပါတယ်။ အိနာပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဒုတိယဥက္ကဋ္ဌဥတန်းစုကဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်များနဲ့ဆက်လင်းပြီးဆွေးနွေးပြကြကကော်မရှင်အဖွဲ့ဝင်ဦးအောင်လင်းကမဲပေးစံများနဲ့ဆက်လင်းပြီးစီမံထားရှိမှုများကိုတင်ပြဆွေးနွေးပါတယ်။ အိမ်နောက်ကော်မရှင်ရုံးမှမဲပေးဆက်တာဝန်ခံဒုတိယညွှန်ကြားမှုချုပ်ကမဲပေးဆက်ထုတ်ပိုးထားပုံနဲ့ပါရှိမဲ့ပြည်စီများကို၎င်းကျင်းကျင်သူပညာရှင်များကမဲပေးဆက်များတူလောင်ထားရှိရာမှာစနစ်တကျတူလောင်ထားရန်နဲ့တဘာဝပိုးမွှားအန္တရာယ်မှကာကွယ်နိုင်ရန်လိုက်နာဆောင်ရွက်ရမယ့်အချက်များကို၎င်းရှင်းလင်းတင်ပြကြပါရစေ။ဆက်လက်ပြီးနေပြည်တော်ကောင်စီဖွဲ့ဝင်တန်းဒီတာကြီးပြည်내အစိုးရဖွဲ့ကိုယ်စားလှယ်ဝန်ကြီးများက ရွေးကောက်ပွဲလုပ်ငန်းရှင်များဆိုင်ရာဆောင်ရွက်မဲ့အစီအမံများလိုအပ်တာများဆွေးနွေးတင်ပြကြရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကနေကုန်းချုပ်စကားပြောကြားပြီးလိုအပ်တာများမှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။